watching. She... ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမိအစီအစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခေတ္တပြုံမိအစီအစဉ်မှာသစဉ်ရထထရစုမနောကနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပအရာတွေနဲ့တူတူတခြားဗဟုသုတတွေကိုပြောပြပြီးတော့တင်ဆက်ပေးတော့မှာပါအခုထထကဆက်ပြီးတော့သတင်းတစ်ပုဒ်ကိုအရင်ဆုံးပြောပြခြင်းနဲ့ပြည်ရင်းကသတင်းတစ်ပုဒ်ပေါ့နော်ဒီမြန်မာပြည်ရင်းမှာရှိတဲ့တိုးတက်မှုလေးတစ်ခုပါအဲ့ဒါဘာလဲဆိုတော့ပြည်ရင်းမှာဆိုလို့ရှိရင်ဒီ2015ခုနှစ်ကမှစတင်ပြီးတော့2015ခုနှစ်အတွင်းမှာဆိုရင်နိုင်ငံခြားသားခီးသွားဧည့်သည်တွေအတွက်ပေါ့နော်သူတို့ကိုဝန်ဆောင်မှုတစ်ခုအနေနဲ့ကောင်းဝင်ရန်နေပြီးတော့မြန်မာ ြည်ရဲ့ရှုခင်အလှပါတွေပေါ့နော်အဲ့ဒီဒေသရဲ့အလှပါတွေကြီးရှုဖို့အတွက်ဆိုပြီးတော့မိဘုံပြန်ဝင်ဆောင်မှုကိုလုပ်ခဲ့တယ်ဒီတော့မိဘုံပြန်ဝင်ဆောင်မှုကနေပြီးတော့ဒါနိုင်ငံခြားသားတွေအနေနဲ့သဘောကျနှိမ့်ချိုက်ပြီးတော့ပေါ့နော်ဒီဝင်ဆောင်မှုစီးနေကြတဲ့အခါမှာဆိုရင်အခုဆိုရင်အမေရိကန်ဒေါ်လာ6.43တန်းအထိတောင်မှဝင်ငွေရရှိခဲ့တယ်ဆိုပြီးတော့ဟိုတယ်နှစ်ခီးသွားလာရေးလုပ်ငန်းဝင်ကြီးဌာနကနေပြီးတော့သတင်းထုတ်ပြန်ခဲ့တာဒီတော့ဒါကောင်းမွန်တဲ့သတင်းတစ်ခုပေါ့နော်ဒီတော့မိဘုံပြန်ဝင်ဆောင်မှုကိုဒါပတ်စံသုံးနိုင်တဲ့အဆင့်မြင့်ပေါ့နော်ခီးတွေကပို့ပြီးတော့စီးတာ တော့ပိုများတယ်အခုနောက်ပိုင်းမှာဆိုလို့ရှင်လဲဒါခီးတဲ့အရေးတော့ကလည်းတဖြည်းဖြည်းနဲ့မြင့်တက်လာတဲ့အတွက်မိဘုံမြန်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကလည်းဒါတဖြည်းဖြည်းနဲ့များလာတယ်ပေါ့နော်ဒီတော့ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှင်မိဘုံမြန်ခီးစဉ်ကိုလိုက်ပါစီးနင်းတဲ့ခီးတဲ့ဥယျာရတဲ့နှစ်စဉ်တိုးတက်နေတယ်2013ခုနှစ်မှာဆိုလို့ရှင်စီးနင်းသူက11362ဦးရှိရယ်2014မှာဆိုလို့ရှင်ဒါစီးနင်းသူက 18802ဦးရှိပြီးတော့2015မှာဆိုရင်စီးနင်းသူက13919ဦးအထိရောတာတဖြည်းဖြည်းနဲ့တိုးတက်လာတယ်ပေါ့နော်ဒီခါမှာဆိုလို့ရှိရင်2013ကနေပြီးတော့စတင်ပြီးတိုင်းတာလိုက်တဲ့ခါမှာ2015အတွင်းမှာဆိုလို့ရှိရင်တဲ့ American Dollar က6.43တန်းအထိတောင်မှမိဘမြန်ဝင်ဆောင်မှုကနေဝင်ငွေရရှိခဲ့တယ်ပေါ့နော်ဒီတော့စီးနင်းသူတွေတဖြည်းဖြည်းတိုးတက်လာတဲ့အမြန်ဝင်ငွေရရှိမှုကလည်းတိုးတက်လာတယ်ပြီးတော့2013ခုနှစ်မှာဆိုရင်တော့ American Dollar 3.3တန်း2014ခုနှစ်မှာဆိုရင် American Dollar 4.3 3သန်း2015ခုနှစ်မှာဆိုရင်အမေရိကန်ဒေါ်လာ6.43သန်းအထိကိုတိုးပြီးတော့ရရှိခဲ့တယ်ပေါ့နော်ဒီတော့မီးပေါင်းပြန်ခီးစဉ်ကိုစီးရင်ချားတဲ့နိုင်ငံသားသားခီးသွားဧည့်သည်တွေထဲမှာဆိုရင်အများဆုံးကတော့ဂျာမန်ပြင်သစ်အမေရိကန်ဗြိတိန်ပြီးတော့ဂျပန်တရုတ်နဲ့ကိုရီးယားနိုင်ငံသားတွေပေါ့နော်ဒီနိုင်ငံသားတွေအနေနဲ့သူတို့အနေနဲ့သဘောကျကြတယ်စီးရလဲပိုများကြတယ်ဒီတော့မီးပေါင်းပြန်ဝန်ဆောင်မှုကိုပေးနေတဲ့နေရာတွေကကြတော့လိုက်ကောညောင်ရွှေအင်းလီတောင်ကြီးမန္တလေးစကိုင်းမုံရွာပကံပုတ်ပါနဲ့ပခုတ်ကူမြို့တွေပေါ့နော်ဒီမြို့နယ်တွေ မှာဆိုလို့ရှိရင်ဒီမျိုးတွေမှာဆိုရင်ဒေသရဲ့အလှပတွေအားလုံးကိုနိုင်ငံခြားသားတွေသိရှိစေဖို့အတွက်ကြီးစုနိုင်မှုအတွက်ဆိုပြီးတော့ပြန်တမ်းပေးနေတာဒီတော့ပြောရမယ်ဆိုလို့ရှိရင်အခုဆိုရင်ရခိုင်မြောင်းဦးရခိုင်ပြည်နယ်မြောင်းဦးဒေသတွေမှာဆိုလို့ရှိရင်မိဘုံမြန်ခီးစင်တွေကိုထပ်ပြီးတော့တိုးဖို့အတွက်ကိုစီစဉ်နေကြတယ် ဟုတ်တယ်နော်ဟိုတကယ်တော့မြန်မာပြည်မှာပဲဖြစ်ပြည်နိုင်ငံမှာပဲဖြစ်တကယ်လှပတဲ့ရှုခင်းတွေအပေါ်စီးကနေပြီးတော့ခံစားနိုင်မှုဆိုတာဒီလိုမျိုးဝန်ဆောင်မှုတွေရှိမှာပဲဒါပို့ပြီးတော့အဆင်ပြေလीနော်ဟုတ်တယ်ကဲဒါဆိုရင်ဒီခါမှာကြတော့ဆိုမစမတ်ဖုန်းအသစ်လေးတစ်ခုကိုပြောပြပေးဦးမလို့အဲ့ဒါဘာလဲဆိုကိုယ်နိုင်စက်နိုင်တဲ့စမတ်ဖုန်းနဲ့အင်းဒီတဲ့င်းပေါ့နော်အဲ့ဒါကကြတော့ဒီကနေ့တနိုင်ငံဒီ Ontario မှာရှိတဲ့ Queen's University ကသုတေသနပညာရှင်တွေပေါ့နော်သူတို့တွေကပထမဦးဆုံးအနေနဲ့ကာလာလဲအပြည့်ဝရှိပြီးတော့ကိုယ်နိုင်စက်နိုင်တဲ့ touch screen ဖုန်းတွေကိုတည်ထွင် င်ဖန်နေခဲ့ကြတာပါတဲ့။အင်းအနည်းမညာရတကယ်ကိုမြင့်မားလာပြီပေါ့နော်။ အဲ့တော့ဒီမှာဆိုလို့ရှိရင် reflex လို့နာမည်ပေးထားတဲ့အဲ့ဒီဖုန်းရဲ့ hardware ဆိုလို့ရှိရင်တော့တဲ့ LG ကနေပြီးတော့ဖန်တီးထားတဲ့ဒါအဲ့ရနေဖန်တီးထားတာပေါ့နော်920 p display ပါဝင်ပါတယ် Pro Android က4.4 kg လဲပတ်စီတဲ့ processor ဒီဖုန်း processor အသေးလေးကိုကြတော့သူကနှစ်ခုတောင်အသုံးပြုပေးထားတာပေါ့နော်အဲ့ဒီဖုန်းထဲမှာဒီမှာဆိုလို့ရှိရင်ဒီ reflex ဆိုတဲ့ဖုန်းရဲ့အရေးကြီးဆုံး hardware ဘာညာကြတော့သူကဘယ်လိုခေါ်လဲဆိုတော့ band sensor လို့ခေါ်တဲ့အရာလေးပေါ့နော်အဲ့ဒီ band sensor ဆိုတဲ့အထိပ္ပယ်ကသူကဘာပြောထားလဲဆိုတော့ သူကအထီးတွေးနဲ့သိစေမဲ့တုံ့ပြန်ချက်ပေါ့နော်အဲ့ဒါကိုခန်းစားသိရှိနိုင်စေမဲ့မျက်နှာပြင်ရဲ့အနောက်ဘက်မှာထည့်သွင်းထားတဲ့ကွေးညွတ်နိုင်တဲ့အာယုံခံကရိယာကိုဆိုလိုတာပါတဲ့ဘန်ဆန်စာပေါ့နော်အဲ့ဒါလည်းပါဝင်နေအဲ့ဒီဒါကတော့သူတို့ဖုန်းရဲ့ဒါအရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုလို့သူကတော့ပြောထားပါတယ်အဲ့တော့ဒီ feature ကို ebook ဒါမှမဟုတ်လို့ရှိရင် online magazine တွေဖတ်တဲ့နေရာမှာတော့တဲ့ပို့ပြီးတော့ဒါအသုံးဝင်နေဆိုပြီးတော့ပြောထားတယ်အဲ့တော့ဒီဘလိုမျိုးအသုံးပြုနိုင်လဲဆိုတာကိုလည်းသူတို့ကနေပြီးတော့ဒီ Queen's University School of Computing က director တူဦးဖြစ်တဲ့ဒီ ရိုအဲဗာတီကယ်ဆိုတဲ့ဒီပုံကူကနေပြီးတော့လည်းရှင်းပြခဲ့တယ်သူရှင်းပြတဲ့နေရာမှာဘယ်လိုမျိုးဆိုတော့ဖုန်းကိုတဲ့ညာဘက်ကိုချိုးခေါက်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ညာဘက်ကိုခေါက်လိုက်မယ်ဆိုလို့ရှိရင်စာအုပ်လိုပဲတဲ့စာမျက်နှာတွေကနေပြီးတော့ညာဘက်ကနေဘယ်ဘက်ကိုရွှေ့သွားမယ်တဲ့ညာဘက်ကိုကွေးလိုက်မယ်ဆိုရင်ပေါ့နော်ညာဘက်ကနေပြီးတော့ဘယ်ဘက်ကိုရွှေ့သွားမယ်ဒါကတော့သူရှင်းပြတာတဲ့ခက်ပြင်းပြင်းလေးချိုးခေါက်ပေးလေးလေးတဲ့စာမျက်နှာကအမြန်ရွှေ့ရားလေးပဲတဲ့နည်းနည်းလေးကွေးလိုက်ပြီးဆိုတာနဲ့ ဘယ်ဘက်ကိုယူလာမလဲပို့ပြီးတော့ပြင်းပြလေးဒါကွေးထားလိုက်မယ်ဆိုရင်တရွေပြီးတရွေလန်တယ်လို့မျိုးပေါ့နော်ခက်မြန်မြန်လေးဒါယူသွားမှာပါတဲ့အဲ့တော့သုံးဆွဲသူတွေအနေနဲ့ကကြတော့စာမျက်နှာတွေကိုယူလျားသွားတဲ့ခံစားချက်အဓိကခုနကသူပြောထားတဲ့ ebook တို့ဒီပေါ့နော် online magazine တွေဖတ်ဖို့အတွက်ရည်ရွယ်ဆိုတော့လေအဲ့လိုမျိုး ebook တွေ online magazine တွေဖတ်တဲ့အခါမှာအခုခေတ်ကစာအုပ်ကိုဖျက်ရတဲ့အရာသာနဲ့မရှင်းနိုင်ဘူးဟုတ်တယ်ဟုတ်တယ်ဒီ screen ကိုကြည့်နေရတာလည်းပါတယ်ပေါ့နော်တခြားဟိုသူ့ရဲ့အာယုံခံစားမှုကအဲ့လိုမျိုးမရှင်းနိုင်ဘူးအခုတော့အခုဒီသူတို့ဒါတီထွင်လိုက်တယ်ပေါ့နော်ဒီစာအုပ်နဲ့အနည်းဆက်ဆုံး ဖန်တီးထားတာဖြစ်တဲ့အတွက်ခုနလိုမျိုး ebook တို့ပါတော့ဖတ်တာလဲပို့ပြီးတော့တကယ်စာအုပ်ဖတ်နေရတယ်လို့မျိုးလွယ်ကူစေပါလိမ့်မယ်သူကမျက်စိမိတ်ထားတယ်ဆိုတော့စာရွက်လေးတရုပ်ကိုလှန်လိုက်ရတယ်လို့ပဲတဲ့ဒါဒီပညာရတကယ်ကိုအစဉ်တန်းမြင်မာလာပြီပေါ့နော်တခြားသူတို့အနေနဲ့ဒါတိတိကျကျလေးလေ့လာပြီးတဲ့အခါမှာပြည့်စုံတဲ့ဒီ product တစ်ခုအနေနဲ့ထုတ်ဖော်ပြသမယ့်အချိန်ကိုတော့သူတို့အနေနဲ့တော့ဒါလောလောဆယ်တော့ဒါမကြေညာထားသေးဘူးပေါ့နော်ဒါပေမဲ့နောက်9နှစ်အတွင်းမှာတော့ customer ရဲ့လက်ထက်ရောက်နိုင်မှုအတွက်တော့အကောင်ဆုံးကြိုးစားနေပါတယ်လို့ပြောထားတယ်ဟုတ် ဒီပညာတွေကလည်းတဖြည်းဖြည်းတိုးတက်တိုးတက်လာတဲ့အခါမှာဆိုလို့ရှင်လေအရင်တော့ဒါစာအုပ်တွေဖတ်ရတာကိုဟိုအရင်တော့ဒါကဝယ်သုံးပြုကြတယ်နောက်တော့ဒီအခုလိုမျိုး smartphone တွေဖုန်းတွေပေါ်လာတဲ့အခါမှာအဲ့ဒီအားကိုးတယ်အားကိုးပြီးအခုကျစာအုပ်ဘက်ကိုပြန်ပြီးအနည်းဆုံးဖြောင်းပြန်လှည့်သွားကြတယ်နော်ဟုတ်တယ်ကောင်းလိုက်တဲ့နည်းပညာနော်ဟုတ်တယ် ကဲဒီတစ်ခါဆက်ပြောမယ့်အကြောင်းအရာကတော့ကျမ်းမာရင်းနဲ့ပတ်သက်တဲ့သတင်းပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီပေါ့ဆလိတ်တောက်တဲ့သူတွေပေါ့နော်ဆလိတ်တောက်တဲ့သူတွေအနေနဲ့အထူးသတိထားတဲ့နာကကိုယ့်ရဲ့အိမ်မှာခလင်းငယ်လေးရှိမယ်ဆိုရင်ဒီခလင်းငယ်လေးတွေကကိုတောက်တဲ့ဆလိတ်ငွေမှာဆိုရင်သူကတဆင်ခံရှူရှရရတဲ့ပုံစံမျိုးဖြစ်သွားပြီအဲ့ခါမှာဆိုရင်တဆင်ခံဆလိတ်ငွေရှူရှရရတဲ့သူတွေကလေဆလိတ်တောက်တဲ့သူတွေသူတွေလိုပဲပေါ့နော်အလားတူပဲသူတွေလည်းဒါယောဂါတွေဖြစ်တယ်ပေါ့နော်အဲအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့သတိပေးလိုက်တာဆလိတ်တောက်တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြီးတော့ခလင်းငယ်တွေအနေနဲ့သူတို့ခလင်းငယ်ပေါ် ဝက်ကလေးဘဝမှာတဆင်းငယ်ဆလေးငွေသာရှူရှိုင်းမိမယ်ဆိုရင်တဲ့ကလေးငယ်တွေကဘာဖြစ်တယ်လဲဆိုတော့သူတို့ရဲ့သွေးလွှတ်ကြောလေးတွေအားဆိုရင်တဲ့ပြန်မကောင်းနိုင်လောက်အောင်ထိခိုက်နိုင်တယ်။အော်တိတော့လူရဲ့ခန္ဓာကိုယ်မှာသွေးလွှတ်ကြောသွေးပြန်ကြောဒါတွေကအထူးကပဲလေနော်။သွေးတွေစီးဆင်းမှုအတွက်အဲ့မှာဆိုရင်ဒီကလေးငယ်လေးတွေကအဲ့လိုမျိုးထိခိုက်သွားတဲ့အခါမှာငယ်ကလေးကသူတို့ရဲ့သွေးလွှတ်ကြောတွေကထိခိုက်သွားတော့ကြီးလာတဲ့အခါမှာဘယ်လိုမျိုးရောဂါအခြေအနေဖြစ်နိုင်လဲဆိုတော့လေးဖြတ်ရောဂါနှလုံးတိုက်ခိုက်ခံရတဲ့အန္တရာယ်တွေဒါတွေတိုးတက်ပြီးမြင့်မားလာတာတွေ့ရတဲ့။ဒါနဲ့ပတ်သက်ပြီးတော့မတ်လ9ရက်နေ့မှာပုံနှိပ် ထုတ်ဝေလိုက်တဲ့နိုင်ငံတကာလေးလာမှုကြီးတရဲအရာပေါ့နော်တွေ့ရှိထားတယ်ဒီလေးလာမှုကိုကြတော့ Tasmania တက္ကသိုလ်ရဲ့နှလုံးသွေးကြောဆိုင်ရာကူးစက်ပြန့်ပွားမှုယောဂဗေဒဌာနကသူ့တည်တည်ရာနေပြီးလေ့လာခဲ့တာတဲ့ဒီတော့ဒီလေးလာမှုရဲ့ရလဒ်ကတော့အဓိကတော့ဒါပေါ့နော်ဟို14 တောက်တဲ့သူတွေအနေနဲ့ဆိုရင်အိမ်နေနောက်ပြီးကားပေါ်တွေမှာဆလိတောက်တဲ့အခါမှာဒီပဝန်းကျင်မှာဒီဆလိငွေဆိုတာလဲပတ်နေမှာပဲပေါ့နော်အဲ့ခါမှာဆိုရင်ကလေးငယ်လေးအနေနဲ့ဆိုရင်သူတို့ကဒါဒီကနေပြီးတော့ဆလိငွေရှူရှိုက်ရင်းနေပဲသူတို့ရဲ့ဒါကျမ်းမာရေးပိုင်းဆိုင်ရာငငယ်လေးကလေးအထိလိုက်သွားတဲ့အတွက်ကြောင့်ကြီးလာတဲ့အခါကျရင်ဒါဒန် သဘောမျိုးပေါ့နော်အဲ့လိုဖြစ်သွားတာတဲ့ဒီတော့ဒီသူတေတီတရားဖြစ်တဲ့စီနာဂေါကပြောတဲ့ချက်အရဆိုရင်မိဘတွေကိုအကြံပေးထားတာကတော့တဲ့ကိုယ့်ရဲ့ကျမ်းမာရေးအတွက်ကောကိုယ့်ရဲ့ကလေးတွေရဲ့အနာဂတ်ကျမ်းမာရေးအတွက်ကောပေါ့နော်ရှေ့ရှုပြီးတော့ဆလိတ်ဖြတ်တင်ပါတယ်ဆိုပြီးတော့သူကတော့ပြောပြထားပါတယ်တဲ့ဒီတော့ဆလိတ်တောက်တဲ့အခါမှာအသက်ဆုံးရှုံးနိုင်တဲ့အဆုတ်ကင်စာဖြစ်နိုင်နေဆိုတာလည်းအားလုံးသိပြီးသားနောက်ပြီးတော့ဖြစ်နေကြတာပဲပေါ့နော်ပြီးတော့နှလုံးယောဂလေဖြတ်ယောဂနောက်ပြီးသွေးတိုးယောဂသွေးပောင်ခြင်းမြင့်တဲ့ယောဂနောက်ပြီးတော့ဒီနာတာရှည်ယောဂတွေနဲ့အရွယ်မတိုင်ခင်စောစီးစွာသိဆုံးမှုတွေပေါ့နော်ဒါရဲ့တဖြည်း ဖြစ်ဖြစ်နဲ့မြင့်တက်လာတယ်။ဒီတော့ကိုယ်တိုင်ဆက်လက်တောက်တဲ့သူအားဆိုရင်တည်းတစ်နှစ်ကိုသေဆုံးနှုန်းက6တန်းလောက်ရှိတဲ့ကမ္ဘာပေါ်မှာအဲတက်ဆင်းငန်ဆက်လက်ရှူရှားရတဲ့အတွက်ကြောင့်သေဆုံးနှုန်းကကြတော့တစ်နှစ်ကို6သိန်းနှုန်းရှိတယ်တဲ့။အဲကမ္ဘာကျန်းမာရေးအဖွဲ့ကနေပြီးတင်ပြလာတာဆိုတော့ကိုယ်တိုင်ဆက်လက်တောက်တဲ့သူရောတက်ဆင်းငန်ဆက်လက်ရှူရှားရတဲ့ဆက်လက်ငွေရှူရှားရတဲ့သူရောကျန်းမာရေးအများကြီးထိခိုက်တယ်ပေါ့နော်။အဲဒီဆက်လက်ဆိုတာကတော့ဟိုဖြတ်လိုက်တာတော့အကောင်ဆုံးပဲ။သူများတိုက်တုံလို့ဖြတ်မဲ့အစားကိုယ့်ရဲ့အသိစိတ်တဲ့နဲ့ကိုဒုံးလေးဖြတ်နိုင်မယ်ဆိုရင်တော့အကောင်ဆုံးပဲပေါ့နော်။ဟုတ်တယ်နော်။ပြောပြမယ်ဆိုလို့ရှိရင် ိမ်မှာပေါ့အဖေတွေဘာကြီးကဆက်လိုက်တောက်တတ်တယ်ဆိုလို့ရှိရင်ကိုသားသမီးလေးရှိလို့ရှင်တော့သားသမီးရဲ့ကျမ်းမာရေကိုငှက်ကွက်ပြီးတော့ဆက်လိုက်ကိုခလေးရှိမှမတောက်တော့အကောင်းဆုံးပဲဖြစ်နိုင်ဆိုရင်တော့မှာပေါ့နော်ကဲအခဏနားလိုက်ရအောင်နော်ထပ်မံပြတင်ဆက်ပေးကြတဲ့တင်ဆက်လက်တွေရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်